ီတလီစီးရီးရဲ့ပီတာခရော့ကိုပြစ်မှတ်ထားနေတဲ့ယူနိုက်တက်မန်ချက်စတာယူနိုက်တက်တင်ဟာအင်္ဂလန်တိုက်စစ်မှုဟောင်းပီတာခရော့နဲ့ခက်စစ်စင်တူတဲ့အင်္ဂလန်တိုက်စစ်မှုတို့အုပ်ကိုခေါ်ယူဖို့စဉ်းစားနေပါတယ်ဒီတိုက်စစ်မှုဟာရက်ချုပ်ပြီးခုနှစ်လမှရှိပြီးလက်ရှိစီးရီးကလအူဒီနီစတင်မှာကစားနေတဲ့လော်ရန်ဆိုဇူကာပဲဖြစ်ပါတယ်သူ့ကိုခေါ်ယူဖို့ပြောင်းရွှေ့ချေပေါင်25တန်းလောက်ကုန်ကျနိုင်တယ်လို့သိရပါတယ်လူကာအသက်24နှစ်ပဲရှိသေးပေမဲ့သူ့ရဲ့ကစားသမားဘဝမှာတလန်ချင်းတိုးတက်လာခဲ့သူလည်းဖြစ်ပါတယ်ကစားသမားဘဝအစောပိုင်းကာလကိုတိုရီနိုအသင်းရဲ့လူငယ်အကယ်ဒမီမှာစတင်ခဲ့ပြီး အီတလီတတိယဒဏ်လီ CDC ကပါလာမိုအသင်းမှာ2020-2021ရာသီအတွင်း73ကိုတိတွင်းယူခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့သူရဲ့ရည်ချင်းတွေကထွက်ပေါ်လာခဲ့ပြီးဒုတိယဒဏ်လီ CDB ကပီဆာအသင်းစီတောင်းရွှေ့ခဲ့ပါတယ်။ဒါပြင်လူကားနယ်သာလန်ထိပ်သီးအသင်းအေဂျင့်မှာငှားနဲ့ကစားခဲ့ပူပြီးအခုအိုရင်းနီတင်းမှာပုံမှန်တွင်းကိုတိတွင်းနေတာကြောင့်နာမည်ပိုရလာခဲ့ပါတယ်။ပြီးတဲ့နေရာဒီအတွင်းလူကား CDA ကို78ကိုတိတွင်းယူထားပြီးအီတလီလက်ရွေးချင်တင်းမှာလည်းရွေးချယ်ခံခဲ့ရပြီးသုံးပွဲကစားခွင့်ရခဲ့ပါတယ်။ဂျူနယ်လက်ကတော့ဒီရာသီ2024-2025ရာသီမှာတိုက်စစ်ပိုင်းအားနည်းနေပြီး ဂိုးသွင်းမှုခက်ခဲနေတာကြောင့်ပရီးမီးယားလိမှာအဆင့်73နေရာပဲရထားပြီးအသင်းရဲ့ဂုဏ်သတင်းနဲ့မမျှတဲ့အခြေအနေမှာရှိနေပါတယ်။ဒီဘက်တဲ့ရိုဘတ်အာမော်ရီအနေနဲ့အသင်းကိုပြန်လဲတည်ဆောက်ဖို့ကြိုးစားနေချိန်မှာလူကာလိုတိုက်ရှင်မှုမျိုးကအဖြစ်တစ်ခုဖြစ်လာနိုင်မလားဆိုတာစိတ်ဝင်စားစရာပါပဲ။